မင်္ဂလာညစာစားပွဲလူအများရှိမှဟင်းဝရံကိုမထင်မှတ်တဲ့စကားတစ်ခုပြောလိုက်တဲ့အဆိုပြေသစဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဒီရက်ပိုင်းဆိုရှယ်မီဒီယာပေါ်မှာတော့ဘယ်ကဝဲကြီးလဲကြီးလိုက်အားလုံးကချစ်စနိုးနဲ့ငယ်စဉ်ဆုံတွဲလို့ခေါ်ကြတဲ့မင်းသားဟင်းဝရံနဲ့မင်းသမီးကျော်ဆိုပြေသစဉ်တို့ရဲ့မင်္ဂလာပွဲသတင်းတွေနဲ့လွှမ်းမိုးနေစေပါသူတို့ဆောင်တွေကမင်္ဂလာပွဲကိုပုံစံအမျိုးမျိုးနဲ့စွတ်စွတ်ပေါင်း6ပွဲတောင်ကျင်းပခဲ့ရပါအခုပြောပြချင်တာကအဲ့ဒီမင်္ဂလာပွဲ6ပွဲတွေကနောက်ဆုံးပွဲကအခမ်းအနားဆုံးအကြီးကျယ်ဆုံးဖြစ်ခဲ့တဲ့မင်္ဂလာညစာစားပွဲ ွဲအကြောင်းဖြစ်ပါတယ်။ဒီပွဲဟာညစာစာပွဲလို့ကောင်းစဉ်တက်ထားပေမဲ့တကယ့်မင်္ဂလာပွဲကြီးတပွဲအလားခန်းနာလုံးခဲ့တာပါ။ အထူးသဖြင့်ဒီပွဲရဲ့အခမ်းအနားအပြင်ဆင်ဒီဇိုင်းကိုသရူသားဟင်းဝရန်ကိုရိုင်ကအသေးစိတ်စိတ်တိုင်းကြပြင်ဆင်ထားတာဖြစ်တယ်လို့သိရပါဗျ။ဒီညစာစားပွဲရဲ့အခမ်းအနားပုံစံကိုပြောရရင်မနက်ပိုင်းအခမ်းပွဲမှာအကြောင်းမျိုးမျိုးကြောင့်မတွေ့ခဲ့ရတဲ့အမှုပညာရှင်ကျယ်ဝင်းကြီးတွေကိုဒီပွဲမှာအစုံကြီးပြန်လည်တွေ့ခဲ့ရပါဗျ။ထိတ်ဆုံးကပြောရရင်မင်းသားကြီးနေတို့နဲ့သူ့ရဲ့ဇနီးတဲ့နာမည်ကျော် presenter ကိုဆိုကြီးအစားရှိတဲ့နာမည်ကြီးအမှုပညာရှင်များစွာတက်ရောက်ခဲ့ရကြောင်းတကယ်ကိုကျေးဇူးနဲ့အညာတညာပါပဲ။သရူသားဟင်းဝရန်နဲ့သရူသမီးဆိုပြီး သင်းတို့ကလည်းအနောက်တိုင်းဆန်ဆန်မင်္ဂလာဝိဆုံနေနဲ့ပေါ့ပေါ့ပါပါဒါပေမဲ့အလွန်တရာစက်တည်ရှိရှိလှပနေခဲ့ပါတယ်။ အထူးသဖြင့်တော့သရိုသမီးဆိုဖြစ်တဲ့စဉ်ကဒီညစာစာပွဲတစ်ခုထဲမှာတင်မင်္ဂလာဝတ်ဆောင်နှစ်စုံတိတိလဲလဲဝတ်ဆင်ခဲ့ရပါပထမဝတ်ဆောင်မှာတန်မိုးကြီးမှလာပါတဲ့ဗရန်များနဲ့အစိမ့်လေဆွေးရတနာကိုဆင်မြန်းထားပြီးဒုတိယဝတ်ဆောင်ပြောင်းလဲဝတ်ဆင်ချိန်မှာအားလုံးရဲ့မျက်လုံးကိုပြူးသွားစေတဲ့ကြက်သိန်းလေးတောင်းကျော်တန်မိုးရှိတယ်လို့ခန့်မှန်းရတဲ့အေယာမများဘက်ရဲ့ကြီးကိုဆင်မြန်းခဲ့ရတွေ့ရပါတယ်ဒီရတနာတွေရဲ့တန်မိုးနဲ့အည်အသွေးကသရိုသားမိသားစုရဲ့ကြွယ်ဝမှုကိုထင်ရှားနေတာပါ ဒါပေမဲ့ပြည်သက်ကြီးဒီညစာစာပွဲရဲ့အထူးကအနှစ်သာရတကယ်ချီးကျူးရမှာကဒီရတနာရဲ့တန်ဖိုးဒါမှမဟုတ်ဒီအခမ်းအနားရဲ့ကြီးကျယ်မှုမဟုတ်ပါဘူးတကယ်တော့အထူးကကစင်မြင့်ပေါ်မှာသတို့သမီးစုပြည့်သစဉ်ကအဲပြည်သက်တွေအားလုံးရဲ့ရှေ့မှာသူမရဲ့ခင်ပွန်ဟေးဝီယန်ကိုပြောခဲ့တဲ့မထင်မဆရာရှင်တွင်စကားတစ်ခုမှာ ဒီစကားကဘာကြောင့်မထင်မဆရာဖြစ်ရတယ်လဲဆိုတော့ဒါကအပေါ်ယံကျေးဇူးတင်စကားမျိုးမဟုတ်ပဲသူမရဲ့နှလုံးသားထဲကအနက်ရှိုင်းဆုံးခံစားချက်ကိုထုတ်ပေါ်ပြောကြားခဲ့ရပါသူတို့သမီးဆိုပြည်သူစင်ကစက်တရရှိရှိအလားပါနေုံတင်မကပဲအတန်လေးတုံတုံရည်နဲ့သူမရဲ့ခင်ပုံကိုဒီလိုမျိုးပြောခဲ့ပါတယ် ဆိုပြီးတော့နေအောင်ချစ်ကြိုက်ခဲ့ကြတဲ့၆နှစ်တာကာလအတွင်းမှာဟိဝရန်ကဆိုပြီးကိုအသေးခွဲအောင်ဝမ်းနည်းအောင်တခါမှမလုပ်ခဲ့ဘူးပါဘူး။အမြဲတမ်းပျော်ရွှင်အောင်ပဲထားပေးခဲ့ပါတယ်။ဒါတိမ်မကသေးပါဘူး။သူမဆက်ပြောခဲ့ရကဆိုပြီးရဲ့ဆန်တာကတယောက်တည်းကိုပဲချစ်ပြီးတော့အဲ့ဒီတယောက်တည်းကိုပဲလက်ထပ်ခွင့်ရချင်းခဲ့ရပါဘူး။ အခုအရိဆန္ဒကိုဟင်းဝင်းရဲ့ဘက်ကဖြည့်ဆည်းပေးခဲ့ရကြောင်းစိုးပြေကိုအခုလိုမျိုးအမျက်တနှုံးနဲ့လက်ထပ်ပေးလို့ကျေးဇူးအများကြီးတင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီလိုမျိုးလူအများရှိမှအနက်ရှိုင်းဆုံးရှင်တွင်စကားကိုကြားလိုက်တဲ့အခါသူတို့သားဟင်းဝင်းရဲ့ကချက်ချင်းပဲသူ့ရဲ့နှလုံးသားတွေကဂရိတ္တစာကိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဟိဝင်ရန်ကသူဟာဆိုဗီယက်စင်ကိုနှလုံးသားထဲကမျက်မျက်နှာနှာတကယ်ချစ်လို့လက်ထပ်တာဖြစ်ကြောင်းပရိသတ်ကိုဖွင့်ဟပြောကြားခဲ့ပါတယ်။ဒါအပြင်သူ့ရဲ့ဇနီးလောင်လေးဆိုဗီယက်စင်ကိုတသက်လုံးတာယာပျော်ရွှင်အောင်စိတ်ချမ်းသာအောင်ထားမယ်လို့အပရိသတ်တွေအားလုံးရဲ့ရှေးမောက်မှာတရားဝင်ကတိပေးစကားပြောကြားခဲ့ပါတယ်။တကယ်တော့ပရိသတ်ကြီးဟိသိမ်းမောင်းတောင်းချီတန်းရတနာတွေအခမ်းအနားဆုံးအပြင်ဆင်တွေထက်အခုလိုတယောက်နဲ့တယောက်နှလုံးသားထဲကလာတဲ့မျက်နှာမှုတန်ဖိုးထားမှုနဲ့အပြန်လှန်ပေးကြတဲ့ကတိတစ္ဆာစကားတွေကသာဒီမင်္ဂလာပွဲရဲ့တကယ်ကိုအထိပ္ပယ်ပြေ ွားတဲ့အမှတ်တရဖြစ်ပါတယ်။ငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲ6ပွဲလုံးကိုအကောင်းဆုံးအဆုံးသတ်လိုက်တဲ့ဒီချစ်စပွဲကတိစကားပေါ်မှာပရိသတ်ကြီးတို့ရောဘလို့ခန်းစားရလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။